Sky Daily ကြည့်ရှုသူမိဘပြည်သူများမင်္ဂလာပါရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းကြောင်းရာကတော့မြန်မာနိုင်ငံရွှေလုံငန်းရှင်များအတင်းကျုပ်ရဲ့20ကြိမ်မြောက်နှစ်ပတ်လည်အတင်းသားဆုံးကြီးအစည်းအဝေးကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်မြန်မာနိုင်ငံရှင်လုံငန်းရှင်များအတင်းကျုံမှဦးစီးပြီး20ကြိမ်မြောက်နှစ်ပတ်လည်အတင်းသားဆုံးကြီးအစည်းအဝေးကိုတော့မေလ25ရက်နေ့လယ်တနာရီက ရှမ်းကလိုင်းဒေသကြီးလမ်းမတော်မြို့နယ်မင်းရဲကျော်စွာလမ်းရှိပန်ဒါဟိုတယ်မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ရှေးဦးစွာရှမ်းကလိုင်းဒေသကြီးအစိုးရအဖွဲ့တယံဇာတအေယာဝင်းကြီးဦးစောဝင်းမှာလမ်းညွန်အမှာစကားပြောကြားခဲ့ပြီးမြန်မာနိုင်ငံကုန်တယ်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်အထွေထွေအတွင်ရေးမှူးချုပ်ဒေါက်ခန့်ခိုင်နှွေမှအမှားစကားပြောကြားခဲ့ပါသည် အဲဒီနောက်မှာတော့မြန်မာနိုင်ငံရွှေလုံငန်းရှင်များအတင်းချုပ်ဥက္ကဋ္ဌဦးကျော်ဝင်းဦးထုံရွှေပရိမာနှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီးမြန်မာနိုင်ငံရွှေလုံငန်းရှင်များအတင်းချုပ်အထွေထွေအတွင်းရေးမှူးဦးအောင်မြိုင်က2024ခုနှစ်အလုံးမှုဆောင်အဖွဲ့ရဲ့အစီရင်ခံစာနဲ့2024ခုနှစ်ချုပ်ငွေစည်ရင်းရှင်းလင်းကိုဖတ်ကြားအတည်ပြုပြီး 2024-2026ခုနှစ်အမှုဆောင်တက်တန်းပြန်လည်ဖွဲ့စည်းထားသောအလို့အမှုဆောင်များအဖွဲ့အစည်းများကို ဖက်ကြားကြေညာခဲ့ပါတယ်။ဆလဘီမြန်မာနိုင်ငံရွှေလုံငန်းရှင်များအတင်းကျုံဥက္ကဋ္ဌဦးကျော်ဝင်းကဏိကုံကျုံအမှာစကားပြောကြပြီးနှစ်ပတ်လည်အတင်းသားစုံကြီးအစည်းအဝေးတွင် အဖက်ဖက်မှပံ့ပိုးကူညီပေးသော တာဝန်ရှိသူများအားဂုံပြုမှတ်တမ်းလာများပြန်လည်ပေးရခဲ့ပြီးမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့တယ်လို့သိရပါဗျ။ပန်းငယ်ရှင်လုံငန်းရှင်များအသင်းချုပ်တွင်စီမံခန့်ခွဲမှုကော်မတီဝင်20ဦးနှင့်ဗဟိုအလုံးမှုဆောင်ကော်မတီဝင်9ဦးအလုံးမှုဆောင်81ဦးနှင့် အသင်းသူအသင်းသားအဖွဲ့ဝင်3044ဦးရှိကြောင်းသိရပါသည်။အဆိုပါမြန်မာနိုင်ငံရှင်လုံငန်းရှင်များအသင်းချုပ်ရဲ့20ကြိမ်မြောက်နှစ်ပတ်လည်အသင်းသားဆုံးညီအစည်းအဝေးမှာ ။အင်္ဂလိုင်းဒေတာကြီးအစိုးရအဖွဲ့တယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်းမြန်မာနိုင်ငံကုန်တယ်များနဲ့စမှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှာတွေ့ရတွင်ရမှုချုပ်ဒေါခန်ခိုင်းတွင်မြန်မာနိုင်ငံရှေ့လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများရခိုင်ဒေသကြီးရှေ့လုပ်ငန်းရှင်များအသင်းမှာဥက္ကဋ္ဌနှင့်တာဝန်ရှိသူများမြန်မာနိုင်ငံအင်ချမ်းမြေဝန်ဆောင်မှုအသင်းဘဟုမှာဥက္ကဋ္ဌဒေါ်မမှုအောင်နှင့်တာဝန်ရှိသူများဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ခဲ့တယ်လို့သိရပါဗျာ တဆက်သေးမှာပဲ20ကြိမ်မြောက်နှစ်ပတ်လည်အတင်းသားစုံကြီးညစာစားပွဲကိုကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ 20ချိန်မြောက်အတင်းသားဆောင်ရည်စုလို့တော့ဟိုဒီကမြန်မာနိုင်ငံတဝန်းလုံးမှာရှိတဲ့တိုင်းနယ်ပြည်နယ်ရှေ့လုံငန်းရှင်များအတင်းတွေရဲ့ညီနောင်အတင်းတွေခေါ်တာပါအဲ့ဒါတွေရဲ့ဩဂရအတွင်မှုတွေဟိုသူတို့ CEC EC တွေရဲ့အပြင်ဟိုသူတို့ဒီရန်ကုန်တိုင်းမှာရှိနေတဲ့မြန်မာနိုင်ငံရှေ့လုံငန်းရှင်များအတင်းမှာရှိနေတဲ့ဟိုအတင်းဝင်တွေအားလုံးကိုလည်းဖိတ်ကြားပြီးတော့မှပြုလုပ်ကျင်းပတဲ့အစည်းအဝေးပွဲဖြစ်ပါတယ်စည်းဝေးမှာတော့ဦးတို့အခုလက်ရှိတပ်ထုလုပ်ငန်းလိုင်စင်နဲ့ပတ်သက်ပြီးတော့ကြံ့ညာနေတဲ့ ဟိုတော့ကိစ္စတွေဒါတွေကိုလည်းပဲဥရောဒီတက်ဆိုင်ရာဦးကြီးဌာနတွေကိုလည်းတင်ပြတင်ပြပြီးတော့မှဒီအရာတွေကိုအခုတောင်းဆိုတာလည်းဖြစ်ခဲ့တာပေါ့နော်ဥဒါလည်းဝန်ကြီးတွေကလည်းပဲတက်နိုင်ကြများသူတို့လိုက်ရောလို့ပြီးလို့ရတဲ့ဟာတွေလည်းလျော့ပေးမယ်ဆိုတဲ့ဟာကိုလည်းဂရီစကားကိုလည်းပဲကြားရပါတယ်ဒီအတွက်ဒါဥရောရှင်လုံငန်းရှင်တွေရဲ့အတွက်တော့အများကြီးလည်းအဆင်ပြေတာပေါ့အခုဒီနေ့နောက်ဆုံး ိရတဲ့အချက်ကတော့ဘာဖြစ်လဲဆိုတော့လူကိုယ်တိုင်တက်ပြီးတော့နေပြီးတော့ယူရမယ်ဆိုတဲ့နေရာမှာသက်ဆိုင်ရာကနဦးစည်းစည်းအဖွဲ့ရဲ့ထောက်ခံချက်နဲ့အမှန်တကယ်ကျမ်းမာရေးအတွက်တော့၎င်းအသက်ကြီးရင်တော့၎င်းဒီလိုလူမျိုးတွေကိုကနဦးစည်းစည်းအဖွဲ့ရဲ့ထောက်ခံချက်တွေနဲ့သူတို့ပြန်လဲထုတ်ပေးမယ်ဆိုတဲ့အကြောင်းကိုကိုယ်စားလှယ်အနေနဲ့တက်ယူလို့ရတယ်ဆိုတဲ့အကြောင်းကိုလည်းပြောခဲ့ပါတယ်ကိုဗစ်ကာလကလွဲလို့ကျန်တဲ့အချိန်မှာတော့နှစ်ဆင်နှစ်ပိုင်း မြင်တိုင်းကျင်းပခဲ့တာပေါ့တင်းသားတွေကတော့အခုလက်ရှိဥရောပမြန်မာနိုင်ငံရှင်လုံငန်းရှင်များအတင်းကျောက်ကတော့ဥရောပပြောခဲ့တဲ့လိုပေါ့နော်အတင်းသားတွေရဲ့လိုအပ်ချက်တွေနော်အခုလက်ရှိနိုင်ငံတော်ဆိုးရရဲ့ဖြစ်တည်မှုတွေဒီအပေါ်မှာဥရောပမြန်မာနိုင်ငံရှင်လုံငန်းရှင်များအတင်းကျောက်ကညှိနှိုင်းပေးတဲ့ပေါင်းကူးတပွဲလုပ်ပေးနေတဲ့အတင်းအတင်းဖြစ်ပါတယ်